ဝမ်းတာပါတယ်အဖေတေချာအားဆိုင်ထုတ်ထားတဲ့ကားလေးပရိသတ်ရှိခြားပြခွင့်ရတဲ့အတွက်ဝမ်းတာပါဗျဟုတ်ဝမ်းတာပါတယ်အဖေကိုဂုံပြုတ်ပေးတော့ခုတ်တက်လာရပါကောင်းမေးကြောင်ကြီးကောင်းလေးချစ်ပုံများတော်တော်ကြောက်စရာကောင်းတော့ကျွန်တော်ကအဖေကဒီဟာသားတိဥ္စောင်းအနေနဲ့ပေါ့နော်ဒီလိုတခုခုတော့အောင်မြင်ခြင်းမှတ်တိုင်တခုတော့ရှိသင့်တယ်လို့တော့ကျွန်တော်ထင်ပါတယ် အဖေနဲ့ကအဲ့လိုမျိုးမပြောပြဘူးပေါ့နော်ဒါကျွန်တော်တို့အဲဒါမိဘတယောက်အနေနဲ့သူ့မှာဟိုသူဖြစ်တဲ့စိတ်ခံစားချက်ပေါ့ကျွန်တော်တို့ကလည်းကျွန်တော်တို့အလျောက်အဲကြိုးစားရဲကြိုးစားခွင့်ရလာတဲ့ရုပ်ရှင်ကားတွေမှာကျွန်တော်အကောင်းဆုံးကျွန်တော်လည်းကြိုးစားပါတယ်အဲဒါကတော့ကိုယ့်ရှိရလာတဲ့ဟိုဟိုပြောရမလဲဒီအခွင့်အရေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့လောက်ွက်ရှိတာပေါ့မရှိတဲ့ကားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့မှလောက်ွက်မရရလေးရှိတယ်အဲ့တော့ အကောင်းဆုံးလုပ်ပြနိုင်တဲ့အနေအထားမျိုးနဲ့အဖေရှိရဲ့အချိန်မှာဒီချိန်ကျရင်တော့ကျွန်တော်အကောင်းဆုံးခြားပြမယ်ပါ။အဲအဓိကကအကယ်ဒမီဆိုတာထက်ဟိုပရိသတ်အားပေးမှုအပြေအဝရပါစီပဲရှိတောင်းလို့ပါလား။ကျွန်တော်တော့ကျွန်တော်တို့မမြော်လို့မှာ။ဝမ်းတာပါလေ။အဖေတေချာအားဆိုင်ထုတ်ထားတဲ့ကားလေးပရိသတ်ရှိခြားပြခွင့်ရတဲ့အတွက်ဝမ်းတာပါလေ။ဟုတ်ကဲ့။ဝမ်းတာပါလေ။ဖေးကိုဂုဏ်ပြုပေးတော့ဖို့တက်လာပါ။ကြောင်းမင်းကြောင်းကြီးကွာ။ ကောင်းလေးချစ်ပုံရောက်တော်တော်ကြောက်စရာကောင်းတော့ဟုတ်သဘောကျပါတယ်ဟိုကအဖေနဲ့တွေ့ပြတဲ့အချိန်တိုင်းဒီအရာလေးကိုသူပြတယ်ဗောနော်ဒီဒီအရာကို post မတင်ခဲ့အချိန်မှာတည်းကကျွန်တော်ဒီကြော်ညာလေးပြရတယ်ဒါတကယ်လည်းကောင်းတဲ့ကားလေးတကားဗောနော်တကယ်လည်းရှင်းခုံပါတယ်ဆက်ကတော့အတိအကျအားလုံးမသိသေးဘူးဆိုတော့ကျွန်တော်ခုမှကြည့်ရပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဖြတ်ဖြတ်အင်ကြီးကိုလည်းတော့မပတ်သက်မိစေသူတို့တင်းနေသူတို့တုံးနေအောင်ချစ်တယ်ညီမလေးကိုညဆောင်နေတော့မထုံမိစေ မောင်နှမဆိုကောင်းတော့1500ထန်က28ကပူပြီးတော့အဲဂျင်မထဲဟိုရောက်စီရဲ့အရာမျိုးဆိုတော့အာတကယ်ကောင်းမဲ့ကာတကာလို့မျှော်လင့်ပါတယ်ဟုတ်ဒီမလေးမင်းတို့ညီမလေးကိုလင်ကောင်းတောင်းအောင်ရအောင်ရှာပြီးပေးစားကြလို့တော်တော်ကြီးပါခမရပြောသလိုကြွားမှာဟာစေတနာနဲ့ပြောနေတာသိတယ်ခမရကိုစကားလူလို့ပြောနေတာနော်ဟုတ်ပါကဲ့ ဆိုတော့ကျဒီလိုမိသားစုကားလေးဆိုတော့စိုက်တယ်အဲ့ဒါတော့မဟုတ်ဘူးတက်လာပါတော့နော်ပြီးတော့အဖေရိုက်တာဆိုပို့ပြီးတော့အားပေးပါတယ်မင်းတို့ညီကိုတော့ချစ်စီဟာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါကွာဟုတ်တယ်မဟုတ်ပါဘူးအဲအဖေနဲ့အဲ့လိုမပြောဖြစ်ဘူးမဟုတ်ဖြစ်ဘူးဆိုတာဘယ်လိုလဲဆိုတော့အဖေရဲ့တဲ့ကားတိုင်းကုသားတွေတမိတွေပါမယ်ဆိုတာမျိုးတော့မဟုတ်ဘူးနော်ဒီ producer ကဒီကားအတွက်ဒီဇက်မှာဒီ character ဒီမင်းသားဒီမင်းသမီးအဲသူတို့ရွေးချယ်ရွေးချယ်ရမှာလေအဲ့မှာကျွန်တော်တို့ ਨੇ လိုက်ဒီမလိုက်ဒီอ่ะအဲသူတို့ဆုံးဖြတ်ပြီးမှ writer ရှိရောက်တာဆိုတော့အဖေကတော့အဲကုသားရီသမီးတွေကိုကျွန်တော်ကမှထဲ့သုံးမှာဆိုတော့ဇာတ်မျိုးမပြောဘူးကျွန်တော်ကလည်းမတောင်းဆိုဘူးဘာဖြစ်ဖြစ်ဟိုအဖေကမှအခုပါတဲ့အမှုပညာရှင်တွေအကုန်လုံးကကျွန်တော်ရဲ့ညီကိုညီမောင်နှမတွေလိုပဲဆိုတော့သူတို့အစားဝမ်းသာပါဘူးဟုတ် ဆွဲတဲ့ကောင်ဆိုတော့ပကြီးကောင်ပေါ့ပကြီးကောင်လို့မခေါ်ပါနဲ့ဗျာကျွန်တော်အသေးရအောင်လို့ပါနော်ပကြောင်ခီလို့ခေါ်တာအဲ့ဒီ၃ကောင်ကနေကိုကြိုက်နေတာတဲ့ဟာကိုရလည်းဘာပြောမှမသိဒီကားမှာချောထရီလာကြည့်ရကြည့်တာမဲအဲ့လိုမျိုးက तू ကတော့ No phone နေရ No phone တော့နေရာတိုင်းကိုသူကအဲသရုပ်ဆောင်ရင်တော့ဟိုပါဖြစ်ပါရဲ့အကုန်လုံးကိုဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲပြောတတ်တယ် ုံလုံးနဲ့ကြည့်ကောင်းပါပါအဖေနဲ့ကအဲ့လိုမျိုးမပြောပြဘူးပေါ့နော်ဒါကျွန်တော်တို့အဲဒါမိဘတယောက်အနေနဲ့သူ့မှာဟိုသူဖြစ်တဲ့စိတ်ခံစားချက်ပေါ့ကျွန်တော်တို့ကလည်းကျွန်တော်တို့အလျောက်အဲစူးစားရဲစူးစားခွင့်ရလာတဲ့ရုပ်ရှင်ကားတွေမှာကျွန်တော်တို့အကောင်းဆုံးကျွန်တော်လည်းစူးစားပါတယ်အဲဒါကတော့ကိုယ့်ရှိရလာတဲ့ဟိုဟိုဘယ်ပြောမလဲဒီအခွင့်အရေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့လောက်ွက်ရှိတာပေါ့မရှိတဲ့ကားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့မှလောက်ွက်မရရလေးရှိတယ်အဲ့တော့ ဟိုအကောင်းဆုံးလုပ်ပြနိုင်တဲ့အနေအထားမျိုးနဲ့အဖေရှိရဲ့အချိန်မှာအချိန်ကြရင်တော့ကျွန်တော်အကောင်းဆုံးခြားပြမှာဟုတ်အဲအဓိကကအကယ်ဒမီဆိုတာထက်ဟိုပရိသတ်အားပေးမှုအပြေအဝရပါစီပဲရှူတောင်းလိုပါတယ်ကျွန်တော်တော့ကျွန်တော်မမြော်လို့မှာအဖေကအဲ့လိုမျိုးဘယ်လိုပြောမလဲဟိုးရှင်တွေကလည်းအဖေကတရုတ်ဆောင်လုပ်တဲ့အချိန်မှာတွေကလည်းအဖေရဲ့အကူလို့ ချေရတယ်တငယ်ချင်းလိုချေရတယ်ဥက္ကုတူစားဥက္ကုတူပေါ့နော်ဥက္ကုတူကလည်း तू ဒရိုက်တာလုပ်တဲ့အချိန်မှာတော့လည်း तू က drummer အရန်ပိုင်တဲ့ writer တယောက်အနေနဲ့ရက်တိခဲ့တာဆိုတော့အဖေလည်း drummer ကို तू လည်းယူသက်တယ်အဲ तू ဒီတက်ပို့ပြီးတော့ပရိသတ်ရင်ထဲရောင်းမဲ့ဟာတွေသူ့မှာရှိသေးတယ်သူချပြမဲ့အချိန်ရောက်လာလို့ရှိရင်ပရိသတ်ဟိုကြည့်ရမှာပါဟုတ်အဖေကတော့ကျွန်တော်အမြဲတမ်းဟိုအားကြကုန်ယူရတဲ့လူပေါ့နော်ပြီးတော့ဟိုသူရိုက်သမျှကားရဲ့ဆိုလို့ရှိရင်တခုခုပရိသတ်ရင်ထဲကိုတော့ကြံခဲ့တယ်လို့ပြောရတာအချင်း ဒီကားလည်းအဲ့လိုမျိုးအောင်မြင်ပါစေလို့ဆုတောင်းပေးပါကျွန်တော်မှတော့အဲ့အဲ့ခံစားချက်ကကျွန်မပြောပြတတ်ဘူးတိတ်တော့တိတ်တော့မခံစားဘူးကြာဘာလို့လဲဆိုတော့ပြိတ္တချစ်နေတရားရင်လုံးချစ်နေကိုကျွန်တော်ချင်းနေတယ်ကျန်တာမလို့ဟုတ်အဖေကဒီဟာသတိဥဆောင်အနေနဲ့ပေါ့နော်ဒီလိုတခုခုတော့အောင်မြင်ခြင်းမတိုင်တခုတော့ရှိသင့်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။အဲကျွန်တော်ချက်ကြည့်ပါတယ်အများကြီးပဲ။တဲလိုက်ရတော့ကျွန်တော်စားရစားတယ်ဒါပေမဲ့တိတ်တိတ်ပြီးတော့မစားဖြစ်ဘူး။ ကြောက်တယ်ကြောက်တယ်လည်းလှုပ်ကြံတာရများဘယ်လိုလှုပ်ကြံတာချောလားအမို့လေချောပြောရမို့တဲတဲကိုတဲ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 ကိုကြောက်ပါအဲ့လိုမျိုးကြောက်ဒါမှမဟုတ်ကောင်းပါတယ်လုံးကျန်တာဆိုအမေလုံးကျန်တာဆိုသူ့ကိုကြောက်နေရတာသူနဲ့ကျွန်တော်နဲ့ကတခါကျအမြဲတောင်းတောင်းတွေ့ရနေအဲ့လိုဆိုတော့ဆက်ကြနေကောင်းတယ်ပြောပြီးတော့ကျွန်တော်တို့ခုခုအဲ့လိုငန်လာလို့ပါဆက်တာလို့လှုပ်ထလိုက်မှကျွန်တော်သိရအဲ့လိုဆက်လိုက်ရကောင်းပါတယ်ကောင်းတယ်ကျွန်တော်ကွာမစားရဲ့ဩဝမ်းတာတော့ဘောကိုကိုယူလာနေ ကိုယူထားတဲ့ကိုအမျိုးသမီးနဲ့ကိုမိသားစုနဲ့အဆင်ပြေနေရဆိုတော့အတိုင်းမသိဘောဝမ်းသာစရာပဲဟုတ်အတော်တော်ပျော်ရွှင်ရပါတယ်ဘာလို့လဲဆိုတော့တရားလို့ပြောရမလဲဒီမိသားစုကအရန်ဟိုအရန်ပါပဲမိတာပေးရပေါ့နော်ဒီသူတို့နဲ့နေရချောင်းမိသားစုတစ်ခုနောက်တစ်ခုလိုမျိုးပဲအဲ့လိုမျိုးခံစားရမှာဟုတ်တယ်အမေအမေနဲ့အဖေအမတ်တရားပဲအဲ့သူတို့ညာကစားတော့ဖြစ်တဲ့ဟာပေါ့အမေအမေကဟင်းဆက်ကောင်းတယ်အဲ့ဒါအဖေအဖေလည်းသိပါတယ်အဖေကတသက်မှာဟာတာအနေနဲ့လို့လားအမေတခါကျရင် ျွန်တော်တို့ချက်ကျူးရဲ့ဟင်းတွေပဲကျွန်တော်စားရတယ်ငွေရောပါဘောနော်တကယ်ကောင်းပါအဲကျွန်တော်တို့ကျွန်တော်မလုပ်ပါဘူးကောင်းပါတယ်ကောင်းပါကြောက်လို့ပြောတကယ်တကယ်တော့တော့တယ်အာသူကျွန်တော်အဲ့လိုစက်သားပြောပါမယ်စက်သားလေးတွေကိုအဲ့လိုနုံနုံဆင်းပြီးတော့စက်တလုံးလုပ်ပြီးတော့ချက်ကျွေးရဟင်းရန်ကောင်းဟုတ်ကဲ့ပါအောင်စီအောင်မရုပ်ရှင်ကဟိုတင်တဲ့အချိန်ကြာလို့ရှိရင်လည်းပြည့်တဲ့အားလုံးဒီခဲနဲ့လာရောအားပေးပါလို့ဖိတ်ခေါ်ပါရခင်ဗျာစီစဉ်ရိုက်တင်ပါရဲ့